ဟေးညာဝင်းကြီးတို့မင်းတို့လဲတွေအုပ်တင်ပြီလားတင်ပြီးသွားပြီအဖလဲတစ်စီးကိုဘယ်လောက်တင်ထားလဲကွာလဲတစ်စီးကိုအုပ်နေရနဲ့25စီးတင်ထားတယ်ဒါဆိုအုပ်ကတောင်းဖို့ဟုတ်လားဟုတ်တယ်တင်ရမယ့်ခီးကနည်းနည်းဝေးတော့ဒီလောက်ပဲတင်ထားတာဒီလက်မြေတောင်းဝယ်တဲ့ကောင်တွေမလာကြသေးဘူးလားလာသိမ့်ပြီနော်အဖတော့တာကြာပြီ ဟောပြောရဆိုရင်ねဟိုကားဖြစ်မနေတူတယ်ကိုညာကိုမျိုးဘက်ကနေ ကုန်ကားတစ်စီးလာနေတာကိုလက်ညှိုးထုတ်လို့ရွာစုံမောင်ဦးကပြောလိုက်ပါတယ်။ထင်ထားတဲ့အတိုင်းပဲဘီလက်မြေတွေတင်ဆောင်ထားတဲ့ကားဖြစ်ပါတယ်။ကားရဲ့ရောက်ချင်းမှာပဲအသင်းဆောင်နေတဲ့လူအုပ်ကြီးကဘီလက်မြေအိတ်တွေကိုလှဲဖို့ကို အချိုးကျတင်လိုက်ရာမကြခင်မှာပြစီသွားတယ်။အချိန်က နေ့လယ်မွန်းတက်တတာဖြစ်တယ်။အပူချိန်ကလည်းပြင်းနေတယ်။ဒါကြောင့်နွားလဲတဲ့အပူတန်းကြောင့်ခရီးမဆက်နိုင်သေးဘူး။ဒါကြောင့်ခဏနားရတယ်။ထုံးစံတိုင်းပဲကရသာကောင်းမြောင်ဝင်းကြီးတို့ စံပိန်တို့အုပ်စုကတော့ထိုင်းရင်ဆိုင်နေစီကိုချစ်တက်ကြတယ်။ဟဲ့ကောင်လေးတိတ်လေတောက်မနေကြနဲ့နော်ပြန်ရအောင်ပါ။တကြီးကလည်းဗျာအပြန်ခီးကအေးစေပါဗျာကျွန်တော်တို့မမောင်းလဲနွားတွေကသူ့ဟာသာသူရအောင်ပြန်မဲကောင်နေပါ။ဟောဟိုမှာအဘထိတ်တုံးရှိတို့ဦးလေးတန်ရောက်မတို့ချနေကြပြီ။ပြောမရဆိုမရတဲ့လူတွေကလည်းတမောက်ပဲ။တကြီးမင်းကအကိုဖြစ်သူကိုလည်းမပြောရဲရွာမှာရှိတဲ့ကလာသာအပေါင်းကလည်း အဘနဲ့ပေါင်းမင်းသူ့စကားကိုပါတိတ်ပြီးတော့နားမထောင်ရညဘူး။ဒါကြောင့်ပဲစိတ်ပပောင်းတဲ့ခေါင်းကိုသာတပင်းပင်းကုတ်လိုက်တယ်။အခုကိစ္စကရွာအောင်ဆရာတော်ဘာဖုံးရဲ့မိမခိုင်းစစ်ချက်ရအုံနဲ့ဘီလက်မြေကိုလာရောက်ဝယ်ယူတရားခြင်းဖြစ်တယ်။ဘာဖုံးကတော့ဖျားတဲဖို့အတွက်အုံနဲ့ဘီလက်မြေကိုလိုအပ်လို့ဝယ်ပေးရန်ဘာဖုံးကျောင်းဝင်းတွင်မှစုတောင်းပြည့်စည်တော်ကြီးနေ့မှာ15တောင်အမြင့်ဈေးတော်တစုကိုနှစ်ဘက်တွဲမှာအပီးတင်မယ်လို့ယမန်နေ့ကခေါ်ယူမိန့်နေ။ဒါကြောင့် လိုအပ်တဲ့အုပ်ဘီလက်မြင်တဲ့တဲတွေကိုအလင်းမြန်လာရောက်ဝေယူခြင်းဖြစ်တယ်။လိုအပ်တဲ့ပယံဆရာနဲ့ထီတော်ကိုမှာယူဖို့တော့လေဖျားလူကြီးဦးပြာကြီးတို့ကတာဝန်ယူတယ်။ရန်ကုန်မြို့ကိုလည်းတက်သွားကြပြီ။ဘာဖုံးကအကျိုးချောင်းကိုဘာမှသိမပြောအကျိုးချောင်းကိုဖျားတယ်မယ်နေမှပြောမယ်လို့မိန့်တယ်။ဘာဖုံးကိုဘသူမှလည်းမလွန်ဆန်ရဲတာကြောင့်ဘာဖုံးခိုင်းတဲ့အချိန်မှာမလဲမချော်အောင်သာဂယုတဆိုင်ဆောင်ရွက်ကြတယ်။อืมထူးတော်ထူးနေတယ်။ ဘာဖုံးကဘာမှမပြောဘဲနဲ့ကောက်ခငယ်ကဖျားထားတယ်မယ်ပြောတယ်။ပြီးတော့လေအဲ့ဒီဖျားကိုနှစ်ပတ်တွင်းမှာပြီးအောင်တရမယ်တဲ့။ဖျားတက်မယ်လို့ပြောလိုက်တာနဲ့အလူငွေတွေကိုလှူလိုက်ကြတာပို့ထောင်နေတယ်။ဒါတော့မှဖျားကြီးကိုဖျားလူကြီးဦးပြကြီးနဲ့ကုန်းဆောင်ဆိုင်ပိုင်ရှင်ဦးတို့ကြီးတို့အပြိုင်ဆိုင်တူလူမယ်ငါလူမယ်ဆိုပြီးတော့စကားထများကြတာ။ဘာဖုံးကျင်းလုံးထဆွဲမှငြိမ်သွားတယ်။အခုတော့သူတို့နှစ်ယောက်ဟာဖျားထီးပူးတွဲအလှူရှင်တွေဖြစ်ကုန်ပြီ။အေးလေ ဘာဖုံးရှင်းပြမှာပဲအကျိုးကြောင့်သိရမှာအခုတော့သူခိုင်းတဲ့အတိုင်းပဲအလုပ်ကိုပြပြအောင်လုပ်မှဖြစ်မယ်ရွာလူကြီးဦးလေးငယ်တယောက်ယနေ့ဆောင်ရွက်နေတဲ့ကိစ္စတွေနဲ့ပတ်သက်လို့အတွေ့အများနေရကနေရက်တန်လိုက်ပါတယ်မုံလွယ်နှစ်နာရီကြော်ပြီးမို့လို့တောင်လေးကပေါက်လာပြီဖြစ်ပြီးအပူရှိနေငယ်ရော့သွားတယ်ဒါကြောင့်နွားလေးလေးကိုရွာပြန်မို့အတွက်စော်အော်တယ်ဟေးညာဝင်းကြီးတို့ပြန်ကြမလဲကွာမင်းကောင်းတွေကိုခေါ်လိုက်အောင်ဟုတ်ကဲ့ပါဦးလေးဒီမှာရေချိန်မကိုက်သေးလို့ဗျဟဲ့ကောင် မလိုချင်ဘူးကွာထတော့လဲတွေပြင်တော့ဟုတ်ကဲ့ပါဦးရရလဲတွေကို ပြန်ဖို့အတွက် ပြင်ဆင်ကြတယ်ဒီတခါတော့အဘထိတ်တုံးရှိလို့တန်ရောက်မှဥပိန်တို့ကြီးမကြပြဿနာမရှာဘဲနဲ့အေးအေးဆေးဆေးပဲလိုက်ပါလာကြတယ်မြဝင်းကြီးတို့အုပ်စုကတော့အပေါ်ကြီးကြောင်လေးတွေကိုစီပါလာတယ်လုံးမှာပေါ့လေသူတို့ခမကုန်းနံတက်မှာပဲပင်ကြရေတောက်ရရှာတာရွာမှာတော့ ထွေးညွန့်နေတာနှစ်ပါသွားနေရတာကျွန်တော်တို့ရွာလေးဟာဟန်တာဝရီအနောက်ကျန်းမုံကျုံတိုက်နယ်တွင်မှတည်ရှိတယ်။မိုးအခါမှာရေလန်းကိုအသုံးပြုကြပေမဲ့နှွေးအခါမှာတော့လှေလန်းကိုအသုံးပြုတယ်။မြို့နဲ့15မိုင်ကန်ဝေးပြီးလှက်နေသွားရင်တော့3နာရီ4နာရီလောက်မောင်းရတယ်။အိမ်သုံးလေယာဉ်လုပ်ငန်းခွင်တွေအတွက်အသုံးလိုတဲ့အခါတဲဝါနဲ့တခြားပစ္စည်းတွေကိုမြို့ပေါ်ကိုတက်ပြီးဝေယူတယ်။ဒါကြောင့်လေလှဲကိုသာအသုံးပြုကြတယ်။ကားလမ်းမရှိတာကြောင့်လှဲကိုအများဆုံးအသုံးပြုတယ်။ အခုလည်းဖျားတယ်ဖို့အတွက်လိုအပ်တဲ့ပစ္စည်းတွေကိုတင်ဆောင်လို့လှည့်အစီး40ခန်းတပြောတပြောမောင်းပြီးတော့ပြန်လာကြတယ်။အပြန်ခီးဖြစ်လို့ဝင်လေးဖြစ်ပေမဲ့နွားတွေကခြေလမ်းတွက်နေကြတယ်။တချို့လူငယ်တွေကတော့လဲပေါ်မှာပဲထိုင်းရင်မမှုနဲ့အိပ်ပျော်လာကြတယ်။လှည့်လမ်းမှာလှည့်ခြင်းစုံဝင်မဲ့ကိစ္စမရှိဘူး။ဝင်မပါတဲ့လှည့်ကရှောင်ပေးရတယ်။တချို့နွားတွေဆိုရင်တော့တခင်ကစေခိုင်းစရာမလိုမိမိတို့လဲဝင်မပါရင်ဝန်ပေါ်တဲ့လှည့်နဲ့တွေ့ပါကအလိုလိုရှောင်ပေးကြတယ်။ တအိုးနဲ့တအိုးအော်ဟစ်နောက်ပြောင်ရင်းနဲ့တချင်းတချင်ကြောင့်နဲ့တီဆိုရင်းနဲ့တပြောတပားပဲပြင်လာခဲ့တယ်။ညနေ9နာရီကျော်ကမှတော့လဲတွေအားလုံးယွာကိုပြင်ရောက်လာပြီ။လဲတွေကိုယွာအိုးចောင်းဝင်းတွင်းကိုမောင်းနေတယ်။ចောင်းဝင်းတွင်းကိုပစ္စည်းတက်ချဖို့ဆောင်းဆိုင်နေကြတဲ့လူအုပ်ကြီးကိုလည်းတွေ့ရတယ်။လဲတွေရောက်တာနဲ့ပါလာတဲ့ပစ္စည်းတွေအုပ်ပြီးလိုက်မြေထုံအစားရှိတဲ့ပစ္စည်းတွေကိုတယောက်တစ်လက်တဲပြီးချလိုက်ရာတခဏတွင်းမှာပဲပစ္စည်းသွားခဲ့ပါတယ်။ဖះကိုဥဆောင်တဲမဲ့ဘာဖုံးကလည်းယွာမှာရှိတဲ့သူ့ရဲ့တကာတကာမတွေဆွေမျိုးမိသားတွေက တက်တက်ကြွကြွဝိုင်းရုံလှုပ်ဆောင်တာကိုကြည့်ပြီးတော့ပြုံးပြောနေတယ်။တရားလုံးကဘာဖုံးဘာကြောင့်ကောက်ခါငင်ကဖျားထတဲ့လေဆိုတဲ့အကြောင်းကိုသိကျင်ကြတယ်။ဒါပေမဲ့ဘာဖုံးကဖျားတယ်မဲ့နေကသူပြောပြမယ်ဆိုပြီးတော့ပြောတယ်။ဒါကြောင့်ဘသူမှမမေးရဲမပြောရဲကြဘူး။ဘာဖုံးအမင်းရှိတဲ့အချိန်ကိုသာစောင့်နေကြတယ်။ပစ္စည်းတွေကိုနေရချပြီးတဲ့နောက်ကျွန်တော်နဲ့အဘထိတ်တုံးရှိလို့တန်ရောက်မှတို့ပြန်လာခဲ့တယ်။နောက်တနေ့ညနေဆောင်ချိန်ဖြစ်ပြီးကျွန်တော်တို့အုပ်စုအားလုံး ဖုံးအင်းချောင်းမှာရောက်ရှိနေပြီမြို့ကိုပယံဆရာနဲ့ဖျားထီကိုတွားရောက်မှာယူခဲ့တဲ့ဦးပြကြီးတို့ဖွဲ့လည်းပြန်လည်ရောက်ရှိလာပြီလုပ်ငန်းကိစ္စအပြင်ပြေခဲ့တယ်လို့သိရတယ်သူတို့နဲ့တူတူပဲဖျားတိမ်မဲ့ပယံဖွဲ့လည်းတဘာနဲ့လိုက်ပါပို့ဆောင်လာတယ်အားလုံးလူဆောင်တဲ့အခါမှာတော့ဘာဖုံးကကျွန်တော်တို့အားလုံးကိုခေါ်လို့စူတောင်းပြေဇေယျတော်ရှိရာကိုထွက်လာတယ်ဇေယျတော်ကြီးရဲ့အရှိကိုရောက်တဲ့အခါအားလုံးစူတောင်းပြေစီတော်ကြီးကိုတိချင်း၅ပါးနဲ့ရှိခိုးတယ်။အဲဒါတော့ဘာဖုံးက၅ပါးတိလာခံယူရမယ်လို့မိန့်ချပြီး ၅ဘာတိလာပေးတာကြောင့်အားလုံး၅ဘာတိလာယူကြတယ်။ပြီးတဲ့နောက်ဆရာတော်ကဇေတော်ကြီးရဲ့အနောက်ဘက်မြောင်းထောင်နေရာကိုညွှန်ပြတယ်။ကဲထိတ်တုံးရွှေတို့အဲ့ဒီနောက်ကိုတူးကြတယ်။ဆရာတော်ရဲ့အမိန့်မှကြားချက်တိုင်းအဘထိတ်တုံးရွှေတို့မြောင်းဝင်းကြီးတို့အုပ်စုပေါတိုးပေါပြာကိုစင်းနဲ့တူးတယ်။ဘာဖုံခိုင်းလို့တာတူးရတာဘာမှမသိမေးလည်းမမေးရဲအားလုံးကလည်းကြိုးချောင်းကိုသိချင်တယ်။ဒါပေမဲ့သူတို့လည်းမမေးရဲဘူး။ဒရောင်ကန်အနက်ရောက်သွားပြီးဘာမှမထူးသေး။ဒရောင်ထွာကန်ရောက်လာပြီး မကိုတိုင်းပဲဒါပေမဲ့2000ခန့်ရောက်မှာတော့ဒုတ်ဆိုတဲ့တန်းကြောင့်အောက်မှာတစ်ခုခုရှိနေပြီတဖြည်းဖြည်းလောက်ကြပေါက်တိုးနဲ့ထိမိတဲ့နေရာတစ်ဝိုက်ကိုတရေထားပြီးပတ်ချလဲတိုးဖော်တဲ့ခါမှာအလှရတတောင်းတော်အနံတောင်ဆုံးခန့်နဲ့အမြင့်တောင်ဆုံးခန့်ရှိတဲ့တစ်သားတစ်တာတလုံးကိုတွေ့ရတယ်ဟာဒီမှာတစ်တာတလုံးပဲဟုတ်တယ်ရှေးတုန်းကတစ်တာပဲအထဲမှာဘာတွေရှိလဲမသိဘူးအေးကွဖွင့်ကျင်သိရမှာပဲဘေးကဝိုင်းအောင်နေတဲ့လူအုပ်ကြီးက ပြောတော့ပြောဆုံးနေကြတယ်။အဘထိတ်တုံးရှိလို့ကလည်းတစ်တာကိုဂီရုဆိုင်တဲပြီးတော့ဘာဖုံးလက်ကိုအပ်တယ်။တစ်တာကလူနှောင်အတော်လေးကိုမာယူရတယ်။ကြေးတော့ကလောက်ကြီးကလည်းနှခိုင်မှာခတ်ထားတယ်။ဘာဖုံးရဲ့မိမာချက်အရဒီတစ်တာကိုចောင်းဘော်ကိုတဲဆောင်လာကြတယ်။ចောင်းဘော်ကိုရောက်တဲ့အခါမှာတော့ဖခင်ចောင်းဆောင်ရှင်မှာတစ်တာကိုချ။ကျောင်းပေါ်မှာရှိတဲ့ပြိသက်အပေါင်းရဲ့မျက်လုံးတွေဟာခြားထားတဲ့တစ်တာပေါ်မှာကြာရောက်နေတယ်။တစ်တာထဲမှာဘာတွေများရှိနေမလဲဆိုတဲ့သိချင်စိတ်ဟာလူတိုင်းရင်ထဲမှာပြစ်ပေါ်နေတယ်။ တချို့ကလည်းတီတိုတီတိုနဲ့စကားတွေပြောနေကြတယ်။တစင်စကားတစင်နာ ကြားလိုက်ရတဲ့ရွာသူရွာသားပေါင်းလည်းရောက်ရှိလာကြတာကြောင့်ចောင်းဝင်းတစ်ခုလုံးပြေရှာနေပါတယ်။ဒီမှာလည်းဘာဖုံးကចောင်းရဲ့ចမ်းမြင့်ကိုချိန်လုံးနဲ့ရိုက်တယ်။ချိန်တန်ကြတာကြောင့်လူအုပ်ကြီးကငြိမ့်သက်သွားတယ်။ကဲတကားတကားမတို့ဒီတစ်တာထဲမှာဘာတွေပါလဲဆိုတာသိကျင်နေကြတယ်မှလား။မှန်ပါ သိကျင်ကြပါတယ်။အေး ဒီတိတ္တရမှာပါတဲ့ပစ္စည်းတွေဒါဘာကြောင့်ဖះကိုချက်ချင်းတရားရဲဆိုတာဆက်ဆက်နေတယ်။ကဲဘာဖုံးပြောပြမယ်။တေချာနားထောင်ကြ။တင်ပါဖះ။အရှင်ဖះအရှင်ဖះ။ဟဲ့ဘသူတွေလဲ။တပည့်တော်တို့ကဒီနာကပါပဲဖះ။ဘာကိစ္စရှိလို့လဲ။ဟမ်ညာကြီးမို့ချုပ်။အရှင်ဖះကိုအကူညီတောင်းပြီးတော့ရှောက်ထားစရာရှိလို့ပါ။တပည့်တော်တို့ចောင်းပေါ်တက်လာခဲ့ပြစေဖះ။ကဲကဲကဲ။ ာခဲ့ကြလာခဲ့ကြအချင်းကညတကောင်ကြောချင်းဘာဖုံးတဦးနဲ့တရားထိုင်ပြီးတော့အဲ့ရထဲမှာလှဲလျောင်းနေတဲ့အချင်းဒီညကျမှပဲမျက်လုံးကလည်းကြောင်းနေတယ်အချင်းစိတ်ကလည်းမရှိသေးဒီချိန်မှာအောင်းရှိကခေါ်တန်ကြတာကြောင့်ဘာဖုံးထလာပြီးတော့မင်းများနေပါတယ်ဘာဖုံးကတကားဖွင့်ပြီးတဲ့အခါမှာတော့အမျိုးသမီးနှစ်ဦးနဲ့အမျိုးသားကြီးတဦးတို့ကျောင်းမကို တက်လာကြပြီးဆရာတော်ကိုရိုသေစွာနဲ့အိုးချခရော့တယ်ဘာဖုံးကဒီလိုသုံးဦးကိုတေချာစွာကိတ်ခတ်တယ်မင်းကလေးနှစ်ဦးကတော့ အသက်20ခန်းရှိပြီးချော်မော်လှပါတယ်။အဝယ်စားတွေကရှေးခေတ်ဝယ်စားတွေဖြစ်ပြီးထိုင်မသိန်းထမိန်နဲ့ခရောင်းအင်းကြီးတွေကိုဝယ်ဆင်ထားတယ်။ရွှေလက်ဝတ်တစားတွေကိုလည်းဝယ်ဆင်ထားတယ်။အမျိုးသားကြီးတက်က60ခန်းရှိပြီးခေါင်းပေါင်းကိုလည်းပေါင်းထားတယ်။သူတို့ရဲ့ရုပ်ရည်သွင်ပြင်အမှုရာကိုကြည့်ပြီးတော့ဘာဖုံးသဘောပေါက်သွားတယ်။ကဲတကားတို့ကိုကြည့်ရတာလူသားတွေတော့မဟုတ်လာဘူးပြီးတော့အချိန်မတော်လာခဲ့တာဘာကိစ္စလဲရှင်းရှင်းလင်းလင်းပြောဆမ်းပါဦး မှန်လားပါတပည့်တော်တို့အရှင်ဘုရားမင်းတယ်လို့လူသားတွေမဟုတ်ပါဘူးဘုရားဘုံမစိုးလို့ခေါ်တဲ့ဥစ္စာဆောင်နေပါဘုရားဒါပေမဲ့တပည့်တော်တို့မြေအဖိုးတွေဟာဘုရားတိုက်ကိုဆောင်တဲ့ဘုံမစိုးတွေပါဘုရားတိုက်ကိုဆောင်တဲ့ဘုံမစိုးဟုတ်လားမှန်ပါတယ်ဘုရားတပည့်တော်တို့ဆောင်နေတဲ့ပစ္စည်းတွေဟာအရိမိရိယမြတ်စွာဘုရားရှင်ပွင့်တော်မူရင်ကြောင်းဆောက်လှုပ်ဖို့အတွက်ရည်မှန်းပြီးတော့လှူဒန်းထားတဲ့ပစ္စည်းတွေပါဘုရားရှင်ပွင့်တော်မူရင်အဲ့ဒီပစ္စည်းတွေနဲ့ကြောင်းဆောက်လှုပ်လှူဒန်းရည်သက်ချအမြဝေပြီးမှ ီထက်ကောင်းတဲ့ဘုံဘွားကိုကိုကြရမှာပါဟုတ်ပါပြီဟုတ်ပါပြီဒါနဲ့အခုတကားကြီးတို့ကျုပ်စီကိုလာတဲ့ကိစ္စတင်ပါဖျားအဲ့ဒီအကြောင်းဆောက်လို့လှူဒန်းမဲ့ PC တွေကိုစောင့်ရှောက်ရင်းနဲ့အနီးနားကပိုင်ရှင်မဲ့ PC တွေကိုတွေ့တာနဲ့တပည့်တော်တို့လည်းယူပြီးတော့ထိမ့်သိမ်းထားခဲ့ပါတယ်ပိုင်ရှင်မဲ့ PC တွေဟုတ်လားမှန်ပါတယ်ဖျားပိုင်ရှင်မဲ့ရွှေငွေတွေတွေ့လို့ထိမ့်သိမ်းထားပါတယ်ဒါပေမဲ့အဲ့ဒီ PC တွေကိုတပည့်တော်တို့ဆက်ပြီးတော့ထိမ့်သိမ်းထားလို့မရတော့ဘူးဟေးဘာဖြစ်လို့လဲ အဲ့ဒီပစ္စည်းတွေကိုတိုက်စာကြလို့ဆိုပြီးတော့အောက်လန်းဆရာတဦးနဲ့သူတပည့်တွေလာရောက်တူဖော်ဖို့လုပ်နေကြပါတယ်။မကြခင်မှာရောက်လာကြပါလိမ့်မယ်။တပည့်တော်တို့လည်းကိုပိုင်ပစ္စည်းမဟုတ်တဲ့အတွက်မကာကွယ်နိုင်ပါဘူးခင်ဗျာ။ပြီးတော့ဒီပစ္စည်းတွေသူတို့လက်ထဲကိုရောက်သွားရင်လည်းအလဟတတွေဖြစ်ကုန်မှာဆိုလို့အရှင်ဘုရားကိုလာရောက်အကူအညီတောင်းတာပါ။ဟေးဒီကိစ္စကလောကီကိစ္စတွေပဲလေ။မှန်ပါတယ်ခင်ဗျာ။အကျိုးမဲ့ဖြစ်မဲ့တူတူလောကုတ္တရာကောင်းကျိုးအတွက်အရှင်ဘုရားဆောင်ရွက်ပေးနိုင်ပါတယ်။ပြီးတော့လည်းမတမာသူလက်ထဲကိုလည်း ရောက်တော့ဘူးပေါ့အေးလေဒါဆိုလဲကြည့်ပြီးတော့စေတနာပေါ့နေပါဦးဒီ PC လေးကိုလာတုံးမဲ့တိုက်ဆရာဖွဲကဘယ်တော့လောက်ဆိုရောက်မှာလဲနောက်နှစ်ပတ်လောက်ဆိုရောက်ပါပြီဖျားအေးအချိန်တော့ရပါသေးတယ်အဲ့ဒီ PC လေးကအခုဘယ်မှာလဲအရှင်ဖျားအကြောင်းဝင်းတဲ့ကစူတောင်းပြည့်စီတီကြီးရဲ့အနောက်မြောက်တောင်ဘက်ကအတောင်20လောက်မြေနေရာမှာပါအေးကောင်းပြီလေဒီ PC လေးကိုမတမာသူလက်ထဲမြင်အောင်လို့ကျုပ်ဖျားတဆူတဲမဲ့ ခொနည်းရသားသမီးတွေလည်းအကျိုးရှိလိမ့်မယ်။တင်ပါဖုရား။ဖုရားတည်တဲ့ကိစ္စအောင်မြောင်လို့တပည့်တော်တို့လည်းဝိုင်းဝန်းပြီးတော့ကုညီပါမယ်။အေးကောင်းပြီ။ဒါဆိုတပည့်တော်တို့ကိုပြန်ဝင်ပြုပါဦး။ဥတည်ငဲပါရယ်ဖုရား။ဒါနဲ့ဒကာကြီးတို့ကဗမာနေကြတာလေ။အရှင်ဖုရားအကြောင်းဝန်းနဲ့မလန့်မကပ်ပါပါ။အရှင်ဖုရားရဲ့သီလသမားတွေတဲ့ကြောင့်တပည့်တော်တို့အေးချမ်းစွာနဲ့နေထိုင်ကြရပါလေဖုရား။သာဓုကွယ်သာဓုသာဓု။ကဲ။အဖြစ်ပြက်ကတော့အဲ့ဒါပဲ။ ဘုန်းကြီးဘာကြောင့်ဖះကိုချက်ချင်းတရားလဲဆိုတာသိကြပြီလားသိပါပြီဖះဘာများမဲခြင်းတယ်လဲမမေးတော့ပါဘူးဖះမမေးပြီမဲ့မင်းတို့အားလုံးသိကျင်နေကြတယ်မလားတစ်တာထဲမှာဘာတွေပါလဲဆိုတာဟိုဟိုဟိုကဲဘာမှဟုတ်မနေနဲ့ထိတ်တုံးရွှေတော့ကလောက်ကိုဖွင့်လိုက်ဘာအဖုံးအမင်းရှိတာကြောင့်အဘထိတ်တုံးရွှေကတစ်တာမှာကတ်ထားတဲ့တော့ကလောက်ကိုဖွင့်ဖို့ပြင်နေတော့တာမရှိလို့လလုံနဲ့ဖွင့်မရဘူးတော့ကလောက်ကလည်းရှေးအောင်ကြီးဝါတော်ကြီးဖြစ်တယ် လွယ်လွယ်နဲ့ဖွင့်မရလို့အဘထိတ်တုံးရွှေစိတ်ညစ်ပြီးတော့အကြံအိုက်နေတယ်။ဒေါ်လေးခင်တွေအဘထိတ်တုံးရွှေတော့ဖွင့်မရလို့စိတ်ညစ်နေတယ်။ဟဲ့မမောအဲ့ဒီထိတ်တုံးရွှေမှာတော့တယ်မှာမရှိတာဘလို့ဖြစ်ပြီးဖွင့်လို့ရမှာလဲ။ဒါကြောင့်လေဒေသက်ရွယ်ထိမိမမရတာ။ဘာကြောင့်လဲဒေါ်လေးရဲ့။သူ့မှာတော့တယ်မှာမရှိတာဘယ်မိမကသူ့ကိုယူမှာလဲ။ဟုတ်တယ်မလားဒေါ်လေး။အဘထိတ်တုံးရွှေလဲဘာဘုံရှိမှဖြစ်နေလို့ ဒေါ်လေးခင်တွေကို စကားကိုကြားပြီးမဲ့ပြန်မပြောနိုင်မဲနဲ့မျက်လုံးပြပြီးတော့ကြည့်နေတယ်။ဖဲ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 ။မြောင်ဝင်းကြီးကပြပြဆဆိုတော့ကလောက်ကိုတူတစ်ချောင်းနဲ့ထူတယ်။တူနဲ့သုံးချက်ကန်ရိုက်တော့မှတော့ကလောက်ပွင့်သွားတယ်။အဘကဖွင့်သွားတော့တော့ကလောက်ကိုဖြုတ်အဖုံးကိုဆွဲလန်တဲ့အခါကျောင်းဝမှာရှိတဲ့ပရိသတ်အလုံးမင်းတက်သွားတယ်။တိတ္တာထဲမှာတော့အယောင်တက်လက်လက်တောက်ဖနေတဲ့ရွှေတင်းကားတွေရွှေမကြီးထောင်းတွေလက်ဝတ်တစားတွေကအပြည့်နီးပါရှိတယ်။အဲ့ဒီခေတ်အဲ့ဒီအချိန်ကာလပေါက်စီးတော့မှ နည်းနည်းနော်တော့မဟုတ်ဘူးအားလုံးကအန်အိုတကြီးဖြစ်နေကြတယ်ကဲဒီပစ္စည်းတွေကိုဖျာဖို့ကိုတုံချလိုက်ပြီးတော့ဘေးပစ္စည်းကဘလောက်ဆိုတာစရင်လို့ဒီပစ္စည်းအားလုံးကိုဖျားတည်တဲ့ထဲမှာထောက်ပနာထည့်ရမယ်ဒါတွေကိုစိတ်နဲ့တောင်မှပြင်မလို့မရဘူးနော်ကြားရလားမှန်လားပါဗျာလူဖို့ရရှိတဲ့ပစ္စည်းတွေကိုစင်းစရားနဲ့အချိန်ကိုတိတိကျကျမှတ်သားလို့ဘာဖုံးရဲ့အကြောင်းမှာခဏသိမ့်ဆက်ကရွာလူကြီးတွေဟာအကြောင်းမှာစောင့်အိတ်ကြပြီးတော့ပစ္စည်းတွေကိုစောင့်ကြတယ် နောက်တစ်နေ့မနက်9:00နာရီချိန်မှာတော့ဖျားတက်ခြင်းလုပ်ငန်းကိုဘာဖုံးရဲ့ဦးဆောင်မှုနဲ့စတင်လုပ်ကြတယ်။တရွာလုံးခလေးလူကြီးမကြမ်းဖျားတက်ခြင်းလုပ်ငန်းကိုဝိုင်းရုံလှုပ်ဆောင်တယ်။ဗုဒ္ဓဘာသာဝင်တို့အတွက်အထောက်အမြတ်ထားရလုပ်ငန်းတစ်ခုဖြစ်တာကြောင့်အင်တိုင်းအားလိုက်ပဲကုသိုလ်ပါဝင်ကြပါတယ်။လှူအားပေးတဲ့ကုသိုလ်ယူကဒူအများကလည်းအပြိုင်ဆိုင်ကျွေးမွေးကြတာအရှံပဲဖြစ်တယ်။လှူအားပေးကုသိုလ်ပါဝင်သူတွေဟာရွာသူရွာသားတွေတာမကအလေးနာဝန်းကျင်ကလူတွေပါ လာပြီးလှုပ်ကြတယ်လို့ တချို့မျက်နှာစိတ်နဲ့လူတွေပါ လာပြီးတော့ဝိုင်းယုံကြတယ်။အားလုံးဝန်တာအားရနဲ့ဝိုင်းယုံလှုပ်ဆောင်ကြတာတတ်မှတ်ရမတိုင်ခင်မှာပဲပြီးစီးကြမဲ့ခြင်းတွေကိုရောက်လာတယ်။ဖျားစီရီရဲ့ထာပနာတိုက်အတွင်းကိုဘုံမစိုးရီရဲ့အကူကြီးနဲ့ဒုဖို့ရရှိတဲ့ရွှေငွေရဏပြီးစီးတွေကိုရောရွာသူရွာသားတွေနဲ့အနီးနားဝန်းကျင်က900သားသမီးတွေလှူဒန်းကြတဲ့ရတနာပြည်စည်းတွေကိုရောလုံကြုံဆောင်စီမံပြီးတော့ထောက်ပံ့တည်တယ်။ဒီလိုနဲ့15000ရှိတဲ့ဈေးတော်ဟာတမတ်ရတွေမှာဘာဖုံးဥဆောင်လို900သားသမီးတွေရဲ့ကောင်းမှုနဲ့ ရွာဦးကျောင်းဝင်းအတွင်းမှာစူတောင်ပြည့်စေတော်ကြီးရဲ့အနောက်မြောက်တောက်မှာပေါ်ပေါက်လာတယ်။မနေ့ပြန်ဆိုရင်တော့ထီတော်ကိုတင်လို့ပူဇော်ကြတော့မယ်။ထီတော်တင်လို့ပွဲမှာတော့ကြွားရောက်လာကြတဲ့ပရိသတ်အပေါင်းတွေဟာရွာကစူပေါင်းလို့စတုရိတာကျွေးမွေးတာကိုစားကြမယ်။ပြီးတော့ဒေါပုံမြတ်မဟန်ဆိုင်းဖွဲ့နဲ့လည်းထော်ပြမယ်။လို့ရှင်တော့ဩကလာလေးမောင်နဲ့မောင်ညုံမိုင်းတို့ရဲ့တင်ဆက်မှုကလည်းပရိသတ်ကိုတော်ဝါးနဲ့ဖြစ်စေတယ်။ဆိုင်မင်းသမီးလေးမမော်ရဲ့အဆိုအကတွေကလည်း ပရိသတ်ရင်ကိုတက်တသားနဲ့ဆွမ်းမွေ့စေပါတယ်။တနေ့လုံးကဆရာတော်တန်ဃာတော်အပေါင်းကလည်းကြွားရောက်ပြီးတော့ချီးမြှင့်နေ။နေလေးရမ်းမှကြောက်လာကြတဲ့ပရိသတ်ပေါင်းကလည်းဝဝကွဲအောင်လာကြပါတယ်။ထမင်းချက်တဲ့အဖွဲထမင်းကျွေးတဲ့အဖွဲတွေလက်မလည်နိုင်အောင်လို့ချက်ပြုတ်ဧကန်နေ။နေ့လယ်၁၂နာရီခန့်မှာတော့ဧကန်ကျွေးမွေးမှုကိုရနာရတယ်။ဒီချိန်မှာပဲအဘထိတ်တုံးရှိလို့လေနနဆောမနဆာကိုစားသုံးကြတယ်ကျွန်တော်တို့ထမင်းဝိုင်းကိုပြင်ဆင်ပြီးတော့ကျွေးမှုနေတဲ့ချိန် မေမေပြိုလေးနှစ်ယောက်ကိုအရင်တုန်းကမမြင်ဘူးတဲ့နှစ်ယောက်ဘသူဘဝမှန်းလဲမမေ့ခဲ့ဘူးမေ့ဖို့လည်းတတိမရဘူးစားတော့ပြီတတိယလို့ပြန်ရှာတဲ့အခါအဲ့ဒီမေမေပြိုလေးနှစ်ယောက်ကိုမတွေ့ရတော့ဘူးဖျားတဲ့တဲ့ကိစ္စ PC သွားလို့ပေါ်ပေါ်သွားပြီခမဲစားကောင်းလိုက်တာကွာဟုတ်တယ်အဖရကျွန်တော်လည်းတော်တော်လေးကိုစားလိုက်တယ်ဒါနဲ့လေအဖကျွန်တော်တို့ဝိုင်းကိုထမင်းလှထည့်ပေးတဲ့ main team ယောက်ကိုအဖတွေ့မိလားအေးတွေ့တယ်လေကွာသူတို့ကအဖသိလားကျွန်တော်ကတော့မသိဘူးဗျ ေးလေငါလည်းအရင်ကမမြင်ဘူးဘူးကွာဒါနဲ့ဦးလေးတန်ရောက်မှရောငါလည်းမသိဘူးဒီနေ့မှတို့နှစ်ယောက်ကိုမြင်ဘူးလားဘာလဲမတူမင်းကသဘောကျလို့လားမဟုတ်ပါဘူးဘာယာမတွေ့ဘူးလို့မဲကြည့်တာပါမင်းတော့မသိဘူးကွာတန်ရောက်မှကတော့လေအဲ့ဒီမင်းကလေးတွေထက်ပြီးတဲ့ထမင်းနဲ့ဟင်းနင်းကန်စားပြီးတော့စပုံးနှစ်အောင်တေတော့မှာအောက်မှာမင်းကရောညီမလေးညီမလေးနဲ့ကို့အသက်ရွယ်ကောင်မအာမနာဒီလိုနဲ့ပဲဖျားတဲ့ခြင်းကိစ္စပြီးဆုံးတဲ့အထိ ဘလို့အနောက်ရှက်မှမရှိပဲပြီးဆုံးချိန်ကြီးအောင်ယူဆခဲ့တယ်။ဒီချိန်မှာပဲအဘအဘဟေမောင်ဖားလဲကွ။အဘထိတ်တုံးရှည်တို့တန်ယောင်မတို့ဥပိန်တို့ညီကိုအားလုံးဘာဖုံးကကြောင်းမော့ကိုအခုလာခဲ့တဲ့။ဘာကိစ္စလဲကွမောင်ဦး။ကျွန်တော်လည်းမသိဘူးဗျ။လိုက်ဆိုလိုက်ခဲ့ကြပါဗျာ။အေးပါကွာလိုက်ခဲ့မယ်။မင်းကလည်းလေ။ဘာဖုံးအားကိုနဲ့ငါတို့ကိုတိတ်ပါဝါပြချင်တယ်။ကျွန်တော်တို့အုပ်စုလည်းပြပြဆဆဆိုရွာစောမောင်ဦးနဲ့တူတူဘာဖုံးကြောင်းကိုလိုက်ခဲ့တယ်။ ဘာဖုံးကြောင်ရောက်တဲ့အခါရွာလူကြီးတွေဖះလူကြီးတွေတူတူလူစိမ့်သုံးဦးကိုတွေ့ရတယ်။အဲ့လူစိမ့်သုံးဦးထဲမှာတအူးကပစိုးအကွက်တုံးနဲ့တိုက်ပုံနဲ့ကောဝှက်ဆန်ထားပြီးခေါင်းပေါင်းပေါင်းထားတယ်။အသက်က90ကျော်ခန့်ရှိပြီးတော့နှက်ခမ်းဝဲကကနဲ့ဖြစ်ပါတယ်။ကြံတယောက်ကတော့အသက်30ခန့်ဖြစ်ပြီးဒီလူရဲ့နောက်လိုက်တွေဖြစ်ပုံရတယ်။ကျွန်တော်တို့အုပ်စုရောက်သွားပြီးဘာဖုံးကိုဝှက်ချပြီးတဲ့အခါဘာဖုံးကဒီလူတွေကိုကဲတကကြီးတို့ကဘသူတွေလဲ။ဘာကိစ္စနဲ့ဒီကိုရောက်လာတာလဲဆိုတာ ဟောဒီကကျုပ်တကာတကာမတွေရှိမှာပြောပါဦးတပိတော်တို့ကအထက်ရောနေကလာတဲ့ရောပြန်ဆရာသိမ့်ပါဖုရားဒီနှစ်ယောက်ကတော့တပိတော်ရဲ့တပည့်နှစ်ယောက်ပါတပိတော်တို့ဟာတိုက်စာကြက်လာတဲ့ဥစ္စာဆောင်တိုက်တွေကိုလိုက်လံတိုးဖော်နေတဲ့သူတွေပါအခုလည်းအရှင်ဖုရားအကြောင်းဝင်းထဲမှာရှိတဲ့ပိုင်ရှင်မဲ့တိုက်တစ်ခုရှိတယ်လို့တိုက်စာကြက်လာလို့အဲ့ဒီတိုက်ကိုတိုးဖော်ရအောင်လို့ရောက်လာခြင်းဖြစ်ပါတယ်ဘာဘာကွာဘဲကဆရာသိမ့်လဲရောနေကရောင်ရောင်ရောင်တောင်တောင်တွေ ထောင်မှုငိမ့်စာတင်ဝင်းဆိုတာလည်းရှိတယ်ဘာလဲတို့လားဒီချောင်းဝင်းထဲမှာတိုက်တိုးမယ်ဟုတ်လားမဟုတ်ပါဘူးဖေ။တပိတော်ကရောရောင်ရောင်ဥကြောင်ကြောင်မဟုတ်ပါဘူးဖေ။လှုပ်ရဲလှုပ်ကြည့်လေကွာအသက်ချင်းလဲပြင်မယ်မင်းတို့ကဘာကောင်းနေလဲရွာသူရွာသားတွေရဲ့တရားတော်ဘောင်ကန့်ကွက်တန်တွေဒေါသနဲ့ကျင်းဝါတန်တွေအခြေတင်တန်တွေဟာစုညံစွာထပ်ပေါ်လာတယ်။ဒီခါမှဘာဖုံးကကျမ်းမြင့်ကိုကျိန်လုံးနဲ့တစ်ဖက်ပြန်ရိုက်တယ်။ဖဲ့ကောင်လေးတိတ်ကြဆန်းဒီကိစ္စကိုငါပြောမယ်။ဒါနဲ့ ဒကာကြီးတို့ကအဲ့ဒီတိုက်ကို တူးမလို့ပေါ့ဟုတ်လားတင်ပါဖျားတူးပြီးရင်လည်းအရှင်ဖျားနဲ့ရွာအတွက်လည်းထိုက်တဲ့တယ်လို့ပြန်ပြီးလှူခဲ့ဦးမှာဖျားဒါနဲ့ခုနကဒကာကြီးကပိုင်ရှင်မဲ့တိုက်လို့ပြောတယ်နော်မှန်ပါတယ်ဖျားအခုချိန်မှာအဲ့ဒီတိုက်ကဖျားတိုက်ဖြစ်နေရောဖျားတိုက်အစစ်မှန်ဖြစ်နေတော့တပိတော်တို့မတူးတော့ပါဘူးဖျားဂရိပေးလားဂရိပေးပါလေဖျားကဲဒါဆိုနောက်ကလိုက်ခဲ့ကြဘာဖုံးကပြောပြောဆိုဆိုเจ้าဘော်ကစင်ပြီး မနက်ကထိတင်ထားတဲ့ဇေဒီရှိယာကိုဥဆောင်ခေါ်သွားတယ်။တိုက်စရာ၃ဦးပါဝင်ကျွန်တော်တို့အုပ်စုလည်းဇေဒော်ရှိယာကိုလိုက်ပါလာတယ်။တိုက်စရာတွေရောင်းနေတယ်လို့တရင်ကြတယ်။ဖျားအုပ်မှာရှိတဲ့တိုက်ကိုတူးမယ်လို့တစ်ဆင့်စကားတစ်ဆင့်နားကြလို့ရောင်းမှာရှိတဲ့လူအုပ်ကြီးဟာဒုတ်တွေဓာတ်တွေကင်ဆောင်ပြီးတော့တတ်မှန်ဖြတ်မယ်ဖမ်းမယ်တကယ်ကယ်နဲ့ရောက်လာတယ်။ကျောင်းမင်းထဲမှာလည်းလူတွေဟာပြစ်ကြလာပြီ။တရားတော်ဘောပြောဆိုကြိမ်းဝါနေကြတဲ့ဟာဘာဖုံးကိုမြင်တဲ့အခါမှာတော့တိတ်ဆိတ်သွားပါတယ်။ထိတင်ထားလို့ ရွှေရောင်တဝင်းဝင်းဖြစ်နေတဲ့ဈေးတော်ရှိရောက်တဲ့အခါဘာဖုံးကထေချင်းကားပါနဲ့ရိုသေးစွာကတော့တယ်။လူအုပ်ကြီးကလည်းဘာဖုံးလိုပဲလိုက်ပြီးဖျားကိုကတော့တယ်။အဲနောက်ဘာဖုံးကတိုက်ဆရာကိုတကကြီးကဘာလိုမျိုးလဲ။ဗမာလိုမျိုးပါဗျာ။မေဘာသာကိုကိုလေ။တပိတော့ကဗုဒ္ဓဘာသာကိုကိုွယ်ပါတယ်ဖျား။ဟုတ်ပြီဟုတ်ပြီကဲကဲတကကြီးတို့တိုက်စာကြတယ်ဆိုတဲ့ပိုင်ရှင်မဲတိုက်ကိုခொနည်းရဲ့သားသမီးတွေရဲ့အကူအညီနဲ့ဖျားကိုလှုပ်လိုက်ပြီ။ဟောဒီအစ်တီတီထားတဲ့ဇေဒီရဲ့ ဌာပနာတိုက်ထဲမှာအဲ့ဒီယန္တနာတွေရှိတယ်။အဲ့တိုက်ကအခုတော့ဖျားတိုက်ဖြစ်သွားပြီ။ငကကြီးရဲ့သဘောတိုင်းသာဆုံးဖြတ်ပါ။ဘာဖုံးရဲ့မိန်းကြားချက်ကြားတဲ့အခါတိုက်ဆရာဆိုသူငိုင်းသွားတယ်။ခဏကြာမှတော့ဟင်းကလေးတပ်ပင်တစ်ချက်ချပြီးဇေယျကိုဥချလို့ထီချင်းငါးပါးနဲ့ရိုသေစွာခရော့တယ်။အဲ့နောက်တပီတော့ကအောက်လန်းတိုက်ဆရာဆိုပေမဲ့ပင်စာနန္ဒီယကန်ထိုက်မဲ့ကိစ္စမျိုးကိုတော့ဘယ်တော့မှမကျွလွန်ခဲ့ပါဘူးဖျား။ဒီတိုက်ကလည်းပိုင်ရှင်မရှိဘူးဆိုပြီးတိုက်စာကြလာလို့ တူးဖို့ရအောင်လာခြင်းဖြစ်ပါတယ်။အခုပိုင်ရှင်ရှိတဲ့ဖရားတိုက်ဖရားကိုရေမှန်းပြီးတော့လှူဒန်းထားတဲ့ပစ္စည်းတွေဖြစ်တာကြောင့်စိတ်နဲ့တောင်မပြတ်မှပါဘူးဖရား။တပည့်တော်တို့ကိုခွင့်လွှတ်ပါပြန်မာတော့မယ်ဖရား။အရှင်ဖရားကိုဥတင်ခဲ့ပါတယ်။သာဓုကွယ်သာဓုသာဓုကဲကဲကဲထိတ်တုံးရှိလို့မင်းတို့အုပ်စုကဧည့်သည်တွေကိုရွာပြင်ရအောင်လိုက်ပို့လိုက်ပါ။ရွာသားတွေလည်းကိုယ်ဝင်ကိုကိုပြန်ကြတော့သွားကြသွားကြ။ကျမ်းမာပါစေချမ်းသာပါစေ။ကျွန်တော်တို့အုပ်စုလည်းဧည့်သည်တိုက်ဆရာအဖွဲ့ကို ရွာပြင်ရောက်လိုက်ပို့ကြတယ်။တိုက်ဆရာအုပ်စုလည်းကျွန်တော်တို့ကိုနှုတ်ဆက်ပြီးတော့ပြန်သွားပါတယ်။ကျွန်တော်တို့ကလည်းအပြမ်းမဘာဖုံးရဲ့တီလာသမားတွေစွမ်းအားတွေနဲ့အခုတီးခဲ့တဲ့ဇေယျော်လေးချောင်းကိုတွေးမကုန်နိုင်အောင်ဖြစ်ရတယ်။အခုတော့ဒီဇေယျလေးဟာဘွဲအမိရှိပေမဲ့တနေ့လုံးကအခုချိန်ထိတိုက်ဖျားတိုက်စီတီလို့ခေါ်တွင်ကြပါတယ်ဒီကိစ္စထဲမှာဖျားစီတီလေးခီတော်တင်းတဲ့နေက မနက်စာစားမှာ တခါမှမတွေ့ဘူးတဲ့မမင်းပြူလေးနှစ်ဦးတဲခင်ကျွေးမွေးတဲ့ထမင်းဟင်းတွေကိုစားခဲ့တယ်ကျွန်တော်တို့အုပ်စုဟာတပတ်လုံးအာဟာရသိတိပြည့်တယ်လို့စားလဲမစားတာကြောင့်ဘာမှမစားပဲနေကြတယ်စပိုးနေအောင်စားခဲ့တဲ့တန်ရောင်းမှဥပ္ပင်ကတော့နှစ်ပတ်ခန့်အာဟာရသိတိပြည့်နေကြတယ်အစာမစားပဲနေကြပြီမဲ့ထုံးစံတိုင်းပဲညနေပိုင်းမှာတော့အရေးလေးကိုဝိုင်းဖွဲ့ခဲ့ပါတယ်ဒီမှာနေမယ်ကျွန်တော်တင်ဆက်ပေးခဲ့တဲ့ပရာလောကဇလံပြေဆုံးပါပြီနာတော်တာစင်တို့ပြိတ္တကြီးလဲဆယ်ရှင်သားချင်းကိုကြီးကျမ်းမာခြင်းနဲ့ ပြည့်စုံတော်မူကြပါစေခမညာ